ရန်သူကိုင်းရဲ့လက်ကျန်တဲ့တချောင်းကိုမတက်ချင်တော့လို့ထွက်ပြေးနေရတဲ့ပြန်ဆိုင်ရှားသားသမားအခုတင်ဆက်ပေးသွားမှာကတော့သဝဝေးလို့အမည်ရတဲ့ဇာကားဖြစ်ပါတယ်။လွန်ခဲ့တဲ့ကာလတစ်ခုမှာရန်လို့ခေါ်တဲ့ဓာသမားတဦးရှိပါတယ်။ဓာသမားဆိုတာကတော့ဈေးထဲမှာဓမ္မတွေရောင်းတဲ့သူဓာသွေးတဲ့သူတော့မဟုတ်ပါဘူး။သူကဗလွေကိုင်းမှာတိုင်းပညာလေ့ကျင့်ခဲ့တာဖြစ်ပြီးတော့အတကြီးလာရင်အတော်ဆုံးဓာသမားတဦးဖြစ်ရှင်သူလည်းဖြစ်ပါတယ်။သူဟာဒီနေ့မှာတော့ရန်သူကိုင်းရဲ့ဆရာဆရာကြီးကိုဝမ်းမိုင်ဝမ်းဓာချင်းခုတ်ပြီးတော့မကျေနပ်သေးဘဲနဲ့တကန်လုံးကိုပါနှုတ်လို့ဆင်ပြဲသူလည်းဖြစ်ပါတယ်။ ။ဒါမဲ့ရန်သူကိုင်းကောင်းဆောင်ရဲ့မွေးကင်းစသမီးလေးကိုတွေ့ချိန်မှာတော့ဒေါသတွေပြေသွားခဲ့ကမတက်ရစ်ခဲ့ပါဘူး။ဒါမဲ့ဒီကိစ္စကိုသူ့ရဲ့ငယ်မွေးခြံပေါက်ဂိုင်းဖြစ်တဲ့ပလွေဂိုင်းကမကျေနပ်ခဲ့တာပါ။ကိုင်းတကူလုံးကိုအမြင့်ကနေရှင်ပြမနိုင်ရတယ်လို့ယူဆကြတဲ့ခစ်ဖြစ်တာကြောင့်ဒီကလေးလေးကိုတတ်ရမယ်လို့သူ့ရဲ့ဝင်ပလေကိုင်းကပြောပါတော့တယ်။ရန်ကတော့ဒီလိုအတင်းနှလုံးမရှိတဲ့လူဘွားကိုမရောက်ချင်တာကြောင့်သူ့ပိုင်းနဲ့ကင်းတဲလေးကိုမိရှို့ပြီးတကလာတိုက်တန်းနေကြီးစီးပြီးတော့အမေရိကန်နိုင်ငံလေးကိုခိုးဝင်လာပါတော့တယ်။အဲဒီမှာသူ့ရဲ့တငယ်ချင်းအောင်ဖြစ်တဲ့ဒါသမားကိုရှာဖွေမှာဖြစ်ပါတယ်။ ဒါမဲ့စေမကောင်းစရာတစ်ခုကတော့သူတငယ်ချင်းဒါသမားဟာလွန်ခဲ့တဲ့၃နှစ်ကလေးကတည်ဆုံသွားခဲ့ပြီဆိုတာကိုသိလိုက်ရတာကြောင့်တိတိလေးလွဲသွားခဲ့ပါတယ်။ဒီချိန်မှာသူ့ရဲ့ဗလီကိုင်းသားတွေဟာလည်းရန်ကိုလိုက်တက်ဖို့အတွက်အမေရိကန်ကိုလိုက်လာဖို့ပြင်နေကြပါပြီ။ရန်ရောက်နေတဲ့အမေရိကန်မှာတော့မြို့ကန်လူတို့ကရန်ကိုသိမ်းမကြည့်ကြပါဘူး။အရသမားရုံလို့ခေါ်သူကအဆပါပဲ။ဒါမဲ့ဆက်ကသမားတိုးဖြစ်သူဘောလုံးဆိုတဲ့သူကတော့သူ့ကိုခင်မင်ပြီးသူတငယ်ချင်းဒါသမားနေခဲ့တဲ့အိမ်ဟောင်းလေးကိုလိုက်ပို့ပေးခဲ့ပါတယ်။ ဒါကြောင့်ရန်တဲ့ကလေးငယ်လေးရာဆိုရင်နေစရာနေရာတစ်ခုတော့ယာသွားခဲ့ပါပြီ။ရန်ရောက်တဲ့အခါမှာတော့လင်းဆိုတဲ့မျိုးသမီးကရန်ကိုဘာမှမပြောညာမပြောနဲ့ဒုန်းနဲ့ဝင်ပြီးပါတော့လေ။ရန်ကတော့ဒုတ်ချက်ကိုရှောင်းနိုင်ပေမဲ့လည်းသူဟာတိုင်းသမားဆိုတာကိုမသိစေချင်တာမို့လို့ရက်ခံလိုက်ပါတယ်။အဲ့ဒီမျိုးသမီးကရန်ရဲ့တငယ်ချင်းနဲ့မိတ်ဆွေတွေဖြစ်ပြီးတော့အခုရန်ကိုတွေးလိုက်ခြင်းမှာရန်သူဖြစ်မယ်ထင်လို့ရန်ပြိုးမိတာဖြစ်ကြောင်းပြောပြီးတော့တောင်းပန်ပါတော့လေ။ရန်ကသူ့ချောင်းကိုပြောပြတာကြောင့်လင်းကရန်အလို့တစ်ခုခုရအောင်ကူညီပေးမယ်လို့ပြောလိုက်ပါတယ်။အဲ့တော့လင်းကကလေးလေးကိုဧပြီလလို့အမည်ပေးလိုက်ပါတယ်။ ရန်ကဆိုင်ကလေးဖြစ်အောင်လို့အကုန်လုံးကိုရှင်းလင်းလေးလှုပ်လိုက်ပြီးတော့ဆိုင်မှာထိုင်နေခဲ့ပါတယ်။ဒီချိန်မှာလန်တဲလိုလိုလူမိုက်လိုလိုသုံးကောင်ရောက်လာပြီးတော့တည်ကျင်လို့ညင်စင်ပါတော့တယ်။ဒီချိန်မှာဘောလုံးလည်းရောက်လာခဲ့ပြီးတော့အားလုံးကိုမောင်းထိုးလိုက်တာရန်နဲ့ကလေးလေးကိုနေ့လယ်စာစားဖို့လာခေါ်ပါတော့တယ်။တပြေးပြေးနဲ့ရန်အမျိုးကလူတွေနဲ့မိတ်ဆွေဖြစ်လာပါပြီ။တင်းကဓာပြစ်တာကိုလေ့ကျင့်နေပြီးတော့မကြွညင်သေးတာကိုရန်ကမြင်နေရပါတယ်။တနေ့တော့ရန်ကလမ်းလျှောက်နေရင်းနဲ့လေးရင်ကိုရောက်သွားခဲ့ပြီးတော့တင်းနဲ့တခြင်းတူတူနားထောင်နေခဲ့ပါတယ်။ ရန်အသူများတက်တတာရီကလေးစားခြေတာရီပဲလုံနေရတဲ့ပဝင်းကျင်ကနေရုံးထွက်ကတာမန်လူသားတယောက်ရဲ့ဘဝမှာပျော်မွေ့နေခဲ့ပါပြီ။ဒီနေ့ဒီနေ့ပေါ်ပေါ်ပေါ်ပါဖြစ်တဲ့ကလှုပ်လှုပ်ရတာကိုလည်းသဘောကျနေခဲ့ပါတယ်။အဲဒီတော့ရန်ဟာတပင့်လေးတွေကိုစိုက်ပျိုးရတာကိုလည်းပျော်နေခဲ့ပါတယ်။သူအားသူများတက်တွေကိုပဲတက်ခဲ့ရသူဖြစ်တာကြောင့်တပင့်လေးတွေရှင်းတဲ့အောင်စိုက်ပျိုးရတဲ့အလုပ်ကိုမြန်လို့နေခဲ့သူလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့လင်းဟာအုပ်ကူတစ်ခုစီကိုသွားတာတွေ့လိုက်ရပါတယ်။ဒါကြောင့်လင်းအကြောင်းကိုဘောလုံးကိုမေးပါတော့တယ်။ တိတ်တော့ကမျိုးရဲမှာမင်းမှုနေတဲ့အရင်ဆိုင်ကျင့်ပြည့်အရာရှိတယောက်ဟာမင်းကလေးတွေကိုဆွဲလာရန်လာလုံရင်းနဲ့လင်းကိုဆွဲသွားခဲ့တာပါသူတို့ကလင်းကိုဇာဝုတ်တကူတဲကိုခေါ်သွားကြပါတယ်အဲဒီတော့လင်းကလည်းခွန်အားရှိသလောက်တုတ်ပြန်ရင်းနဲ့ပဲလူယုံမာတွေလက်ထဲကနေထွက်ပြေးနိုင်ခဲ့ပါတယ်ရာရှိကတနက်နဲ့ပြစ်လိုက်တာမှာလင်းကိုထိမှန်သွားတာကြောင့်လင်းရဲ့အဖေအမေနဲ့မိသားစုတွေကလင်းစီကိုပြေးလာကြပါတယ်ရာရှိကအားလုံးကိုပြစ်တတ်သွားတာကြောင့်သူတို့တမိသားစုလုံးတည်ဆုံသွားကြပြီးတော့လင်းတယောက်ပဲသက်ရှင်ကျန်ရစ်ခဲ့တာဖြစ်ပါတယ် ါကိုသိလိုက်တဲ့ရန်ကတော့လင်းတယောက်တည်းလေ့ကျင့်နေတာတွေကိုကူညီမယ်လို့ပြောပြလိုက်ပါတယ်။ဒီနောက်မှာတော့သူကလင်းအနေနဲ့လက်တွေကိုအသုံးပြုတာတက်ကိုသူမရဲ့အာယုံစူးစိုက်မှုကိုလေ့ကျင့်ရမှာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဒီလိုနဲ့ပဲလင်းဟာဓာပေါက်တော်ကျမ်းကျွင်သွားပြီးတော့ရန်ကိုလည်းကျေးဇူးတွေတင်နေခဲ့ပါတော့တယ်။တကယ်တော့လင်းဟာရန်ရဲ့နောက်ကျောင်းကိုတည်နေပြီးသားဖြစ်ပါတယ်။လင်းဟာရန်ဟာပလွေကိုင်းကထွက်ပြေးလာတာမှန်းသိတာကြောင့်သူမသိချင်တာတွေကိုမေးလာပါတော့တယ်။ရန်ကသူကဒီကိုင်းတဲကိုသူ့ဖေကြောင့်ဝင်လာရတာလို့ပြောလိုက်ပါတယ်။ သူ့ဘေကိုဒါသမတယောက်ကဓားကိုစမ်းသက်ခြင်းလာကြောင်းလေးကျင်ရင်နဲ့တတ်သွားခဲ့တာလို့ပြောပြလိုက်ပါတယ်။ဇန်ကအဲ့ဒီချိန်ရဲကသူ့ဘေတည်ဆုံမှုကြောင့်ပုံမိုတံမာလာရမယ်လို့ဆုံးဖြတ်ထားကတိုင်းတင်ခဲ့တာဖြစ်ပါတယ်။ရန်တယောက်ပြောရင်းနဲ့ဝမ်းနေနေတာကြောင့်လင်းကရန်ကိုလေဆွဲလေးတစ်ခုပေးလိုက်ပါတယ်။ဒီလေဆွဲလေးအားဆိုရင်လင်းရဲ့အမိပိုင်ခဲ့တဲ့ပစ္စည်းလေးလည်းဖြစ်ပါတယ်။လင်းကသူ့ကိုလက်ဆောင်ပေးချိန်မှာတော့ရန်ကသူငယ်ငယ်ကလက်ဆောင်ရဘူးချိန်ကိုပြန်တတိယသွားခဲ့ပါတယ်။သူငယ်ငယ်တုန်းကသူ့ကိုပလွေကိုင်းကောင်းဆောင်ကစုအဖြစ်ခွေးလေးတစ်ကောင်ကိုလက်ဆောင်ပေးခဲ့ဘူးရပါ။ ဒီနောက်မှာတော့ရန်ကသူ့ရဲ့အသွားတစ်ဖက်ပါတဲ့ဓာတ်ကို လင်းကို ပြလိုက်ပါတယ်။သူကဒီဓာတ်နဲ့လူပဲတော့မှမတတ်မိအောင်ဆုံးဖြတ်ချက်ချထားသူဖြစ်ပြီးတော့ဓာတ်ကိုလည်းတစ်စိမ်းရနှိပ်ထားပြီးပြီလည်းဖြစ်ပါတယ်။ဒီဓာတ်နဲ့ပုံစံတူတဲ့ဓာတ်မျိုးသူ့တငယ်ချင်းစီမှာရှိခဲ့တာမို့လို့ရန်ကအဲ့ဒီဓာတ်နဲ့လင်းကိုဓာတ်တိုင်းတင်ပေးခဲ့ပါတယ်။ဒီချိန်မှာတော့ဗလီကိုင်းသားတွေဟာရန်ကိုရှာတွေ့တဲ့အထိကိုရှာဖို့အတွက်အမေရိကန်နိုင်ငံကိုအရောက်လာနေကြပါပြီ။ရန်ကတော့သူ့ဘဝကိုအေးအေးဆေးဆေးပဲဖြတ်သန်းနေပါပြီ။ ဒီနေ့တင်ခဲ့လင်းကိုဒါတိုင်းတင်ပေးတာဧပြီလ၄ကိုလမ်းလျှောက်တင်ပေးတာတွေပဲလုပ်နေခဲ့ရင်းနဲ့ပို့ပြီးတော့ပျော်နေခဲ့ပါတယ်။ဒီနေ့သူတို့ကခရစ်စမတ်ပွဲတော်ကျင်းပနေတဲ့အချိန်လူမိုက် ရာရှိအုပ်စုရောက်လာကြပါတယ်။လင်းကိုငငယ်တုန်းကစော်ကားဖို့ကြံစီဖို့တဲ့အရာရှိဟာရန်ရဲ့စိုက်ကင်းတွေကိုလည်းမြင်းတွေနဲ့နင်းချေကလူတွေကိုလည်းလာနှောက်ရှင်းနေခဲ့ပါတယ်။ပြီးတော့ဆက်ကပ်ပြနေတဲ့လူရှင်တော်ကိုလည်းအနိုင်ကျင့်နေခဲ့ပါတယ်။သူတို့ကလင်းကိုလည်းကျိုးနဲ့တုတ်ထားကတခြားလူတွေကိုလည်းအနိုင်ကျင့်နေကြပါတယ်။ ရန်တယောက်သူရှိမှမတရားမှုတွေကိုမြင်နေရတာမို့လို့သူ့ရဲ့ဓာတ်ကိုပြန်သုံးပြီးတော့တိုက်ခိုက်ရင်ကောင်းမလားဆိုပြီးတော့တွေးတောနေပါတော့တယ်။ရာရှိလူယုံမာကရွာထဲကမျိုးသမီးတွေကိုစုဝေးလိုက်ပြီးခြေတော်တင်ဖို့အတွက်လုပ်နေပါတော့တယ်။သူတို့မျိုးသမီးတွေကိုလာပြီးကာကွယ်တဲ့ခင်မွန်းတွေကိုလည်းပြစ်တက်ကြပါတယ်။ပြီးတော့သူတို့ရဲ့သမီးငယ်လေးတွေကိုလည်းခြေတော်တင်ဖို့အတွက်ဖမ်းခေါ်သွားခဲ့ပါတယ်။ပြီးတော့သူတို့တွေကစားတောက်မှုရည်နေခဲ့ပါတယ်။လင်းကရာရှိကိုလက်စားချေရှင်နေတာကြောင့်လှလပပဝစ်စင်ကသူမအနေနဲ့ရာရှိကိုဖျော်ဖြေပေးချင်တယ်လို့အယောဝင်နေခဲ့ပါတယ်။ ရန်ကတော့ဒီလိုနေသားမှာလူတွေကိုသူကာကွယ်ပေးရတော့မယ်လို့ဆုံးဖြတ်ကဓားပေါ်မှာရိုင်းနေထားတဲ့တစိ့ကိုရိုက်ချိုးပစ်လိုက်ပါတယ်။တစိ့တုံးကိုရိုက်ချိုးလိုက်တဲ့အတန်ကိုပလူကန်းကောင်းဆောင်ကြားသွားတဲ့အခါမှာတော့ရန်ရှိတဲ့နေရာကိုလိုက်ဖို့အတွက်အမိန်ပေးလိုက်ပါတယ်။အရာရှိကိုလက်စားချေဖို့အတွက်လုံနေတဲ့လင်းကိုအရာရှိကမှတ်မိသွားတာကြောင့်တနက်နေ့ချိန်ထားခဲ့ပါပြီ။ဒီချိန်မှာပဲရန်ရောက်လာကလူမိုက်အားလုံးကိုတတရာပဲတပ်ပစ်လိုက်ပါတယ်။ပြီးတော့ကာနေကိုအတမ်းမလို့လုံနေတော့မှပဲလင်းကကာနေကိုသူသက်ချင်တယ်လို့ပြောလာပါတယ်။ ဒါကိုယာရှိကအခွင့်ကောင်းယူကတင်းကိုပါပရင်ပေါက်တွန်းချပြီးတော့သူ့ပါခုံချထွက်ပြေးသွားခဲ့ပါတယ်။ဒါနဲ့ရန်စီကတင်းယူထားတဲ့ဓာပေါက်တိုင်းနဲ့ထွက်ပြေးနေတဲ့ယာရှိရဲ့ခေါင်းကိုပေါက်ပြီးတော့တက်ပြစ်လိုက်နိုင်ခဲ့ပါတယ်။ယန္တဖုံးကိုချွတ်ကြည့်လိုက်တဲ့အခါမှာတော့ဒီလူဟာလင်းရဲ့မိဘတွေကိုတတ်ခဲ့တဲ့ယာရှိမဟုတ်ဘဲနဲ့အသွင်ယူထားတာဖြစ်နေခဲ့ပါတယ်။တကယ်လူသက်သမားယာရှိစစ်ကတော့ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ရန်ကတော့သူ့နောက်ကိုပလူကိုင်းကလိုက်နေပြီးဖြစ်တာမို့ကလေးရောလင်းကိုပါဒုက္ခမရောက်အောင်လို့သူ့ဆောင်နေတော့မယ်လို့ပြောကထွက်သွားဖို့လုပ်နေခဲ့ပါပြီ ဒီချိန်မှာမြို့ကန်ပြည်သူတွေကတော့သူတို့ကိုရာရှိလူယုံမာကတခါပြန်လာပြီးတော့နှိမ့်ဆက်တာကိုသူတို့ခံရပါလေဦးမယ်လို့ပြောနေခဲ့ပါတယ်။နောက်ပြီးယွန်းလို့ခေါ်တဲ့ရတမားတယောက်အကြောင်းကိုလည်းစတင်သိရှိခဲ့ရပါတော့တယ်။တကယ်တော့တော့ကလည်းတိုက်ရိုက်ခိုင်ရေးအလွန်ကောင်းမွန်တဲ့ဖိုင်တာကြီးတူဖြစ်ပါတယ်။သူကလူမိုက်လို့ရတာကိုစိတ်ကုံလာတာမို့လို့အနားယူသွားခဲ့တာပါ။ဒါကြောင့်ဒီချိန်မှာတော့သူလဲကိုညီမယ်လို့ဆုံးဖြတ်ကသူဖွဲ့ထားတဲ့လက်နက်တွေအားလုံးကိုပြန်လဲတူဖို့လိုက်ပါတယ်။ပြီးတာနဲ့သူတို့ကိုမတရားသဖြင့်နိုင်ကျင့်နေကြတဲ့လူတွေလာတဲ့အခါမှာကုကံဖို့ပြင်ဆင်နေကြပါတယ်။ ။နင်းကလည်းရန်အနေနဲ့မဖြစ်မနေထွက်သွားသင့်ပြီဆိုရင်လေ၊သူမနဲ့ဧပြီလ၄ကိုပါခေါ်သွားပေးဖို့ပြောနေခဲ့ပါဗျ။အမျိုးလုံးကလူတွေကတော့သူတို့ကိုအနိုင်လာလာကျင့်နေကြတဲ့အချင်းပြေအရာရှိကိုပြန်လည်ခုခံဖို့စီစဉ်နေကြပါပြီ။ရန်နဲ့ရွန်တို့ကတော့ဆဆတွေ့ကျင်ကလေးကနှစ်ဦးလုံးဟာဈေးမကက်ကြပေမဲ့မွေမွေချင်းချင်းမြင်ဆိုသူတို့တိုက်ခိုက်ရေးသမားတွေဆိုတာကိုသိနေကြပြီးသားဖြစ်ပါတယ်။ရွန်ကသူနဲ့ရန်ညှိုးရှိတဲ့လူတွေကသူ့ကိုဖမ်းလို့မရတာကြောင့်သူ့ရဲ့ဇနီးတဲ့ကိုတတ်လိုက်ကြတယ်လို့ပြန်ပြောပြနေခဲ့ပါတယ်။ ဇနီးတဲ့ကမတည်ရင်မှရွန်နေနဲ့လူမိုက်ဘွားကိုပြန်မဝင်တော့ဖို့ကတိတောင်းခဲ့တာကြောင့်ရွန်ဟာလူမိုက်ဘွားကနေအနားယူလိုက်တာဖြစ်ပါတယ်။ဒါမဲ့ဒီချိန်မှာတော့လူတွေကိုကာကွယ်ဖို့အတွက်ဖြစ်တာမို့လို့တနတ်ကိုပြန်ကန်ရတာဖြစ်ကြောင်းပြောလိုက်ပါတယ်။ဒီနောက်မှာတော့ရွန်ကရန်အနေနဲ့လဲကိုဘေးကလူတွေကိုတကယ်ချစ်တယ်ဆိုရင်သူတို့ကိုထိခိုက်နာကျင်မှုတွေမဖြစ်အောင်လို့စူးစမ်းရမယ်လို့အကြံပေးလိုက်ပါတယ်။အဲဒီနောက်ရန်ကလင်းကိုဓာတ်တွေပြန်ပေးရင်းနဲ့ပဲလူတယောက်ကိုအမြန်ဆုံးတတ်နိုင်တဲ့ချက်ကောင်းတွေကိုပြန်သတိပေးနေပါတယ်။ နောက်နေ့မှာတော့ရန်ကအေပယ်လေးကိုကလေးတောင်နဲ့ထက်ကိုးထဲမှာဖွက်ထားလိုက်ပါတယ်။ရန်ကတော့မျိုးလေကောင်မှာလူဆိုးတွေကိုရင်ဆိုင်ဖို့စောင့်နေသလိုလူတို့ကလည်းမျိုးစင်တစ်ခုပေါ်မှာနေရာယူထားကြပါပြီ။ဒီချိန်မှာအနိုင်ကျင့်ပူကြနေတဲ့အရာရှိအုပ်စုဟာဆိုရင်မြင်းနေဒုံဆိုင်စီးရင်နဲ့ရောက်လာခဲ့ကြပါတယ်။ရန်ရဲ့ပန်းကင်းလေးဘွားကိုနေလိုက်တဲ့ဆိုရင်ပဲမြောက်မှာဆင်ထားတဲ့မိုင်းနေကွဲကအားလုံးလည်းတည်ကုန်ကြပါတော့တယ်။မိုင်းကွဲပြီးဖုန်တွေထလာတဲ့ချိန်ကိုခွင်ကောင်းယူကရန်ကလူဆိုးတွေကိုတားတိုင်းနဲ့ဝင်ရောက်နှိမ်နှင်းလိုက်ပါတယ်။ ူစိုးတွေကကားဆက်ယုံထဲကိုဝင်ပြေးတော့လဲရွာသားတွေစီစဉ်ထားတဲ့မိုင်းတွေပေါက်ကွဲကုန်တော့တာကြောင့်လူယုံမာတွေလည်းအကြရှုံးများနေခဲ့ပါတယ်။ရုံကတော့မျောစင်ဘော်ကနေလူစိုးတွေကိုတနက်နဲ့တယောက်ချင်းကိုပြစ်တတ်နေခဲ့ပါတယ်။လူစိုးတွေကရုံရှိနေတဲ့မျောစင်ဘော်ကိုတက်လာကြချိန်မှာတော့ရန်ကလည်းသူ့ရဲ့လင်မြန်လာတဲ့ဓာတ်ချက်တွေနဲ့လူစိုးတွေကိုဝင်ရောက်ခုတ်ပိုင်းပစ်လိုက်ပါတယ်။ရုံကသူ့ရဲ့မျောစင်ဘော်ကိုလူစိုးတွေရောက်လာအောင်များပြီးခေါ်လိုက်ပြီးသူကတော့စတီဂျိုးနဲ့ဘေးလွယာကိုခုန်ချသွားခဲ့ပါတယ်။ ဒါမဲ့လေရွန်ကလူစိုးတွေတက်နေတဲ့မျိုးစင်ကိုဖောက်ခွဲပြစ်လိုက်တာကြောင့်ငနာရီလဲမာလကီးယားကုန်ကြပြန်ပါတယ်။ရသားတွေလဲပျော်နေကြတဲ့အချိန်မှာပဲလူစိုးတွေအားဆိုရင်ပုံပုံများများတဲ့အင်အားတွေနဲ့လုံးရင်းကိုဝင်လာကြပါတော့တယ်။ပြီးတော့တနက်တွေနဲ့စတင်ပြစ်ခတ်ကြတာကြောင့်ရသားတွေအားလုံးလဲကြာရှုံးကုန်ကြပါတယ်။ဒီချိန်မှာပဲရန်နောက်ကိုလိုက်နေတဲ့ဝင်ပလီကိုင်းသားတွေကလည်းတိုက်ပွဲဖြစ်နေရကိုရောက်လာကြပါတယ်။ဒါကြောင့်ရန်ဟာအီပရက်ရှီယာကိုလင်းကိုအမြန်ပြေးခိုင်းကသူကတော့နှစ်ဖက်ရန်သူတွေကိုခုခံနေခဲ့ပါတယ်။ပြီးလာတဲ့လင်းနဲ့ကလေးလေးနောက်ကိုပြေးလိုက်ကာကာကွယ်ဖို့ကြိုးစားပါတယ်။ ဒါပေမဲ့အချင်းပြေရာရှိဘက်ကလူတွေကကလေးကိုဖမ်းခေါ်သွားတာခံလိုက်ရပြီဖြစ်ပါတယ်။ဒါကြောင့်ရန်နဲ့လင်းတို့ကလည်းအချင်းပြေရာရှိလက်ထဲကနေကလေးလေးကိုပြန်လဲကယ်တင်ရတော့မှာဖြစ်ပါတယ်။ရာရှိကကလေးလေးကိုဟိုတယ်တစ်ခုထဲကိုခေါ်သွားကအပြင်မှာအဆောင်တွေခြားထားပြီးတော့ဖမ်းထားလိုက်ပါတယ်။ရန်ကလည်းရာရှိရှိရာဟိုတယ်ကိုလိုက်သွားကအဆောင်တွေအားလုံးကိုကျော်ဖြတ်ပြီးတော့ဟိုတယ်ကန်းလေးကိုသွားနိုင်ခဲ့ပါတယ်။အကန်းနဲ့ရောက်တဲ့အခါမှာတော့ရန်ကအရာရှိကိုစော်ဘလော်တီးလိုက်နိုင်ခဲ့ပြီးကလေးလေးအေဘရက်ကိုလည်းပြန်လဲလူယူနိုင်ခဲ့ပါတယ်။ ဇန်တယောက်ရာရှိကိုတပ်ပြက်နိုင်ပေမဲ့လည်းမတတ်သေးပဲနဲ့လစားချေချင်နေတဲ့လင်းကိုခွင့်ရေးပေးလိုက်ပါတယ်။လင်းနဲ့ရာရှိလည်းအကျင့်နဲ့ကြမ်းကြမ်းတမ်းတမ်းကိုဓာချင်းရှင်ခုတ်ကြပါတော့လေ။ဒီချိန်မှာတော့လင်းဟာထိနာသွားခဲ့ပြီးတော့ရာရှိကလင်းကိုဓာနဲ့ပိုင်ခိုးဖို့အတွက်နှီးသွားခဲ့ပါတယ်။ဒါမဲ့ရန်တင်ပေးထားတဲ့အတိုင်းလင်းကရာရှိကိုပြန်လဲခုခံတိုက်ခိုက်နိုင်ခဲ့ကနောက်ဆုံးမှာတော့သူမိပါတွေအတွက်သွေးချေးကိုကျင်းနဲ့စွာဆက်လိုက်နိုင်ခဲ့ပါတယ်။အခုဆိုရင်တော့လင်းဟာသူမိသားစုကိုတပ်ဖြတ်ခဲ့တဲ့ရာရှိကိုသွေးကြွေးဆက်နိုင်ခဲ့ပါပြီ။ နောက်ဆုံးအနေနဲ့ရန်အားသူရဲ့ငေဘွားဂိုင်းကောင်းဆောင်ကြီးနဲ့ဇယင်းရှင်းဖို့ပဲကြံပါလို့ရတယ်။ဂလီဂိုင်းကောင်းဆောင်ကြီးကဧပြီလရရန်သူဂိုင်းကောင်းဆောင်ရဲ့တမိမှန်တိတာမို့လို့တက်ပြစ်လိုက်ဖို့ရန်ကုန်မေးပေးလိုက်ပါတယ်။ဒါမဲ့ရန်ကတော့မတတ်နိုင်တာကြောင့်ခေါင်းဆောင်ကြီးနဲ့ပြန်ရင်ဆိုင်ခဲ့ရပါတယ်။ခေါင်းဆောင်ကြီးကတော့ရန်ဟာငငယ်လေးကလေးကခွေးလေးတကောင်ကိုတော့တနာတက်တက်စိတ်ရှိတာမို့လို့သူ့ကိုတော့မတက်လောက်ဘူးလို့ထင်နေခဲ့ပေမဲ့လည်းချရတဲ့သူတွေကိုကာကွယ်ဖို့ဆုံးဖြတ်ထားတဲ့ရန်ကတော့ခေါင်းဆောင်ကြီးကိုပါအထာမထားပဲနဲ့လာထားဆိုပြီးတော့ပြသွားအောင်နှွာလိုက်ပါလို့ရတယ်။ နောက်ဆုံးမှာတော့ရန်ဟာသူချေရတဲ့သူတွေကိုနာတရားမဖြစ်စေဖို့ဆုံးဖြတ်ပြီးတော့လင်းတဲ့ကလေးလေးကိုထားခဲ့ကထွက်သွားခဲ့ပါတော့တယ်။နောက်ပေါင်းများစွာကြာမှာတော့ငါးတွေရောင်းရင်ပူအားကိုအေးအေးဆေးဆေးဖြတ်တန်းနေတဲ့ရန်ကိုတွေ့ရမှာပါ။ဒါပေမဲ့လည်းသူ့ကိုလှုပ်ကြံကျင်နေတဲ့ရန်သူတွေကပေါ်လာလို့တိုက်ခိုက်နေခဲ့ရပြန်ပါတယ်။ဇလန်ပြီးဆုံးချိန်အထိကိုရန်ဟာလွတ်လွတ်လပ်လပ်နေခွင့်မရလိုက်ပဲနဲ့သူ့ကိုတတ်ဖို့နောက်ကလိုက်နေတဲ့ရန်သူတွေနဲ့တိုက်ခိုက်နေရင်းနဲ့ပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ။ တင်ငန်းသာအနေနဲ့ကတော့ရံရွေးဆိုတာထားလို့မကောင်းတဲ့အရာဖြစ်ကြောင်းနဲ့ဒေါသဖြစ်စရာကြုံလာတိုင်းအမှားယွင်းမလုံးမပြောင်းစိတ်ထိန်နိုင်ကြမယ်လို့မျှော်လင့်ပါရခင်ဗျာ။ဇုံဒီနားဆင်ပြီးခဲ့ကြတဲ့အတွက်လည်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။